လုံးဝမင်္ဂလာပါရှင် Sunstar ရဲ့ channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမဒီနေ့ပြောပြသေးခြင်းနဲ့ခေါင်းစဉ်လေးကတော့ try to say no ဟုတ်ကဲ့ပါကျမတို့ရဲ့ဘဝမှာခတ်တွေကြရင် no လို့တော့ပြောဖို့လိုပါတယ် no လို့ပြောတတ်အောင်လူချင်းလေးကိုလည်းလိုပါတယ်ကျမတို့ကတစ်ချိန်လုံးဟုတ်ကဲ့လို့ပြောတဲ့အကျင့်ကိုပြောင်းလို့ပါပါမယ်လူဘဝကြုံတွေ့ရတဲ့ဒုက္ခပြဒနာတွေရဲ့တဝဟာမြန်ဆန်ဆန်ဟုတ်ကဲ့လို့ပြောမှုပြီးမလုံနိုင်ဘူးလို့မပြောရဲတာကြောင့်ဖြစ်ပါတယ် Josh Bailey ဟုတ်ပါတယ်ဒီ Josh Bailey ရဲ့စကားလေးတွေပါပဲကျမတို့ မြန်မာပြည်အများပြည်ဆိုလို့ရှိရင်အာနာတတရှိရဲ့သူများကဟိုဒါလေးကုနေပြီးပါလားဟိုလားလေးလုတ်ပေးပါလားတောင်းဆိုတဲ့ဟာဒီကိုကိုကမလုတ်ပေးခြင်းပဲလေအာနာတဲ့အတွက်ကြောင့်မဟုတ်ဘလို့ဆန်နိုင်တဲ့အတွက်ကြောင့်မဟုတ်လို့ရရရက်စ်လို့ပြောမိပြီးရောမလုတ်ချင်လို့ချင်နဲ့လုတ်ပေးတာဒီအဲ့ဒီလိုလုတ်ပေးလိုက်တဲ့အခါမှာကျမကိုယ်တိုင်းလည်းအရင်ကအလိုလိုမျိုးပေါ့နော်ကျမကိုယ်တိုင်းအခုချိန်မှာ no လို့စတင်ပြီးရောပြော ပြီးရောနော်ပြောင်းလဲပြီးရောပြောနေတယ်ဆိုပေမဲ့လည်း တစ်ခါတည်းအားနာပြီး yes လို့လုံးမိတဲ့အချိန်မျိုးလည်းရှိတတ်တယ်အဲ့လိုလုံးမိပြီးသွားရင်ပြီးတော့မှငါဘာဖြစ်လို့အဲ့တော့ငါ no လို့မပြောလိုက်ရတာတော့ငါဒီလိုလုံးမိတဲ့အတွက်ငါမှပို့ပြီးရောပင်ပန်းသွားရင်ငါလောက်ကမဲ့တခြားအရေးကြီးတာတွေလက်လွတ်လိုက်ရတယ်စသည်ဖြင့်ကိုကိုကိုအဲ့လိုမျိုးမချစ်တင်ခဲ့ပြန်ပြီးရောပြောပြတယ်ပေါ့နော်ဆက်ပြီးတော့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးဆက်ပြောခြင်းလာတော့ကျမတို့ ဘဝတဲ့အချိန်လေးကိုပို့ကောင်းအောင်ထိန်းချုပ်ခြင်းနဲ့ဆိုရင်မလုတ်ခြင်းတဲ့အခါကိုမလုတ်နိုင်ဘူး no လို့ပြောရပါမယ်။ no လို့ဘယ်လိုပြောရမလဲဆိုတော့ဘယ်လိုလုပ်ပါလဲ။အခြားသူတွေကိုစိတ်မပြတ်စေချင်လို့ကိုမလုတ်ခြင်းပေးမယ်လဲ yes ဟုတ်ကဲ့လို့ကျမတို့မကြခဏပြောမိကြပါပါတယ်။အခြားသူတွေကတင်ကိုလုတ်စေခြင်းနဲ့အရာတိုင်းကိုလက်ခံနိုင်မယ်။ဥမာရှိရဲ့စွမ်းအားနဲ့အချိန်ကအကန့်အသတ်ရှိပါတယ်။အခွင့်အလမ်းတိုင်းဖိတ်ခေါ်မှုတိုင်း ်မမတို့ကိုတာဝန်ပေးတဲ့အလုပ်တိုင်းကိုဟုတ်ကဲ့လို့ပြောမိမယ်ဆိုရင်သင်ဟာမကြခင်မှာအဲ့အရာတွေကြောင့်ဝင်ထုတ်ဝင်ဖို့ဖြစ်လာပြီးတော့မတမတာခံစားရမှာပါ။တခြားသူတွေစိတ်တိုင်းကြအောင်လှုပ်ဆောင်ရင်ကိုကကိုပြောင်းဆောင်လာမှာပါ။မလှုပ်ချင်မှုဆိုတဲ့အခါမှာမလှုပ်နိုင်ဘူး၊ no လို့ပြောပါ။ဟုတ်တကယ်လှုပ်ချင်တဲ့အခါမှာတော့ဟုတ်ကဲ့ yes လို့ပြောပါ။အဲ့ဒီဟာကကိုကကိုပြန်လည်တွေ့ရှိအောင်မပြောင်းဆောင်အောင်လှုပ်ဆောင်နိုင်တဲ့တစ်ခုတည်းတော့ညီရမှာ။ မလုံနိုင်ဘူးဆိုတာကိုပြင်ပြထန်ထန်ပြောပြဆရာမလိုပါဘူးတန်းတန်းနဲ့ပြောဆရာလည်းမလိုပါဘူးရှင်ရှင်ကြည်ကြည်နူးညံစွာနဲ့မျိုးလိုမြင်လို့ရပါတယ်အရာရာတိုင်းကိုနိုးနိုးနိုးလို့ကိုပြောတာလည်းမဟုတ်ပါဘူးဘယ်ချိန်မှာ yes လို့ပြောရမယ်ဘယ်ချိန်မှာမလုံနိုင်ဘူးလို့ပြောရမယ်ဆိုတာကိုကိုကကိုတီးဖို့တော့လိုပါတယ်ပါရိုရဲ့အချိန်တွေကတမိုးရှိပါတယ်တခြားသူတွေကိုဖြစ်စေချင်တာတွေပဲဆက်လုပ်နေမယ်ဆိုရင်ကိုယ့်ရဲ့အဓိကပန်းနိုင်ရနေပြီးတော့အာယုံတွေထွေပြပြီးတော့ အဲ့ဒီရဲ့အကျိုးဆက်အနေနဲ့ကျမတို့ရဲ့လုံနိုင်စွမ်းတွေကိုရောချစေပြီးရောအရေးမပါတဲ့အရာအတွေကိုပဲလုံမီနေစေမှာပါ။တခြားသူတွေရဲ့စကားကိုနားထောင်နေမှဆိုရင်ကိုယ့်အတွက်လို့ကိုယ့်အချင်းပြေလို့မရှိတော့ပါဘူး။ကိုယ်စိတ်မဝင်စားတဲ့အခွင့်အလမ်းတွေမလုပ်ချင်တဲ့အရာတွေကို မလုပ်နိုင်ဘူးလို့ပြောတတ်အောင်သင်ယူပါ။အရာရာတိုင်းကိုလုပ်ဖို့ကြိုးစားနေမှဆိုရင်ဒီတစ်ခုမှပြင်းပြအောင်မြင်မှာမဟုတ်ပါဘူး။ စကားပုံတစ်ခုထဲမှာပြောရသလိုပါပဲနေရာတိုင်းရောက်နေတာဟာဘယ်နေရာမှမရောက်တာနဲ့အတူတူပါပဲအရာရာတိုင်းကိုကျမတို့ကဟုတ်တယ်လို့ပြောနေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပန်းနိုင်တွေကိုအာယုံမဆိုင်တာမျိုးဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ပန်းနိုင်လုံးဝမရှိတာမျိုးကိုယ့်ရဲ့ goals တွေ ambition တွေ vision တွေပျောက်နေတာမျိုးတွေတော့ဖြစ်နိုင်ပါတယ်ကိုကဖြစ်ချင်တဲ့စံနာကိုယ့်ရဲ့ပန်းနိုင်တွေ goals တွေမရှိဘူးဆိုလို့ရှိရင်တခြားသူတွေက သူတို့ရဲ့ဆန္ဒတွေကိုကိုကိုလုတ်ခိုင်းပါလိမ့်မယ်။တခြားသူတွေရဲ့ဆန္ဒတွေအတိုင်းပဲကိုကအနောက်ကနေလိုက်လုပ်နေရပါလိမ့်မယ်။ဟုတ်ကဲ့။ဒီနေ့ပြောရတဲ့အကြောင်းအရာလေးကိုအနှစ်ချုပ်နေနဲ့ပြန်လဲပြောပြရမယ်ဆိုရင်လူတိုင်းစိတ်ကြည်နံ့အောင်လုပ်ပေးစရာမလိုပါဘူး။လုပ်ပေးနေလို့ရှိရင်ကိုယ်တွက်အချိန်မရှိပါဘူး။ကိုယ့်ရဲ့ပန်းနိုင်လေးကိုအာရုံမဆိုင်နိုင်ပဲနဲ့ကိုဖြစ်ချင်တဲ့အရာတွေအတွက်ကိုကိုကိုယ်တွက်အချိန်မပေးနိုင်ဖြစ်ပါလိမ့်မယ်။အဲဒါကြောင့်မို့လို့မလုပ်ချင်ရင် အာမနာပဲ no လို့ညင်ကြီးစွာညင်လို့ရပါတယ်။ဟုတ်ကဲ့ပါလူချင်းမင်းတို့အနေနဲ့ကော yes လို့ပဲပြောမိနေလား no လို့ပြောတတ်ပါရဲ့လားလူချင်းမင်းတို့ရဲ့အတွေ့အကြုံလေးတွေကိုအဆင်ပြေမယ်ဆိုလို့ရှိရင် comments box ထဲမှာပြန်ဝေပေးခဲ့ပါအောင်ရှင်။အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။ကိုစိတ်မပြားစမ်းမချမ်းသာတော့မူကြပါစေရှင်။